မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ ခွတ်တောင်းရှစ်တောင်းကရဲနေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်တော်စုမိခင်ကြီးဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်စက္ကန့်30ကြာဗီဒီယိုမက်ဆေ့ချ်နဲ့စုမုံကောင်တောင်းလွှာများလက်ခံရယူတဲ့ကမ်ပိန်းလှုပ်ရှားမှုကိုစတင်ခဲ့ရာတတ်မှတ်ထားတဲ့အစီအတွက်ရှစ်တောင်းကိုမွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်နေ့မတိုင်မီတရက်ကြုံပြီးဗုဒ္ဓဦးနေ့မှာပြည့်မြောက်သွားပြီဖြစ်တယ်လို့ကမ်ပိန်းစီစဉ်သူတားဖြစ်သူကိုထိန်လင်းကထုတ်ပေါ်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်။ အမင်းရဲ့မွေးနေ့မတိုင်မီတရက်လိုမှမွေးနေ့ဆူတောင်းလွား၈000ရရှိသွားခဲ့ပြီဖြစ်လို့ဆူတောင်းလွားပေးဖို့သူအားလုံးနဲ့ဒီကမ်ပိန်းဖြစ်မြောက်ကူညီခဲ့သူအားလုံးကိုလိုက်လဲစွာကျေးဇူးတင်တယ်လို့ပြောကြားခဲ့ပါတယ်။အဆိုပါကမ်ပိန်းကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ဖို့အတွက်ရန်ပုံငွေကောက်ခံဖို့နဲ့တောင်ဆန်းစုကြည်လူမျိုးရေးအတွက်ထောက်ခံလှူရှားနိုင်ဖို့ရည်ရွယ်ပြီးဇွန်လ၄ရက်နေ့မှာစတင်ခဲ့တာပေါ့။နှစ်ပတ်အတွင်းမှာပဲမွေးနေ့ဆူမွန်လာ၈000ရရှိခဲ့ပြီးအများဆုံးလက်ခံရရှိခဲ့ကမ္ဘာကင်းနဲ့စံချိန်ချိုးသွားပြီဖြစ်ပါတယ်။ဒီမွေးနေ့ပွဲအတွက်ကိုထိန်လေးမှကီလိုမီတာ80ပြင်းခဲ့ပြီး ်သူမရဲ့ကျေးဇူးကိုအောက်မေ့တတိယတဲ့အနေနဲ့ကမ္ဘာတဝန်းရှိမြန်မာနိုင်ငံသားတွေရဲ့မွေးနေ့ပွဲအထိမ်းအမှတ်များ For Hurricane For Myanmar We Met ဆိုတဲ့ကြွေးကြော်သံနဲ့ရန်ပုံငွေကောက်ခံပွဲများပြုလုပ်ခဲ့ပါတယ်အဒမဝါရလက်ကင်ထားတဲ့ဆေးအုပ်စုမှလည်း၎င်းတို့တာဝန်ကိုမပြတ်ကွက်စေရဘဲပြည်ရင်းပြည်ပါရှိအထိမ်းအမှတ်ပွဲများကန့်ကွက်အစန္ဒပြပွဲများပန်းမတ်သူများကိုစောင့်ကြည့်မှတ်တမ်းတင်ပို့လေ၎င်းတို့ရဲ့ Telegram Channel တွေမှာဆော်အော်လျက်ရှိပါတယ် မြန်မာပြည်သူတွေကအခုထိသူမကိုတလောက်ထိချစ်ခင်လေးစားမှုရှိနေစေဆိုတာကိုကဘာတိထုတ်ပေါ်တင်ပြနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ကမ်ပိန်းစီစဉ်သူတွေကဇွန်လ19ရက်နေ့ထိဆက်လက်ပေးပို့ကြဖို့ဆော်အလျက်ရှိပါတယ်။လက်ခံရရှိတဲ့ဗီဒီယိုမက်ဆေ့ချ်တွေကိုမိခင်ဖြစ်သူကို၎င်းကိုယ်တိုင်ကိုကြပေးနိုင်ဖို့ကိုထိန်လင်းက Disney တင်ထားတယ်လို့သိရပါတယ်။ ကိုထိန်လင်းကဆေးအုပ်စုအရင်းနှိမ်သွားပြီးအကြမ်းဖက်မှုတွေအဆုံးသတ်သွားလိမ့်မယ်ဆိုတာကိုအခိုင်အမာယုံကြည်ထားသူဖြစ်ပါတယ်တအုံးမကြံမလွတ်လပ်သေးသူရဲ့ညီသူမလွတ်လပ်စွာနေထိုင်ခွင့်ရကြလိမ့်မှာမဟုတ်လို့ကင်ကမနစ်က Asian News နဲ့တွေ့ဆုံပြီးမြန်ကန်မှာပြောသွားခဲ့ပူပါတယ် အာနာသိမ့်ပြီးနောက်ပိုင်းမိခင်ထံမှစာတူလေးတစ်စောင်သာလက်ခံရရှိခဲ့ပူပါရယ်ဒီစာကလည်းပြန်ပြီးသမားတို့မှ၎င်းတို့ဖန်ဆီးထားသူအသက်ရှင်နေရရှိသေးတယ်ဆိုတဲ့တသက်အပြချင်းမျိုးထံမှပို့စကိုင်းငလင်ကြီးမှာဘယ်ဘက်လက်မောင်းထိခိုက်တံရရရှိသွားတယ်လို့စုဖောင်ဒေးရှင်းရဲ့အကျိုးဆောင်ရှိနေကတင်ညာချက်ထွက်ပေါ်လာခဲ့ပါရယ်စေအုပ်စုကအခုချိန်ထိ တဘောမပေါက်နိုင်သေးပဲပြည်ထောင်စုမိခင်ကြီးရဲ့တမနီစိတ်ဓာတ်ကိုရိုက်ချိုးနိုင်ဖို့လုံလို့ရနိုင်သမျှနှီးမျိုးစုံနဲ့ကြိုးစားနေကြတာဖြစ်ပါတယ်။ဒါပေမဲ့၎င်းတို့ရဲ့လုံရက်တွေကပြည်သူတွေရဲ့ရှင်ထဲမှာကိန်းအောင်းနေတဲ့သူမပေါ်ချစ်မြတ်နှုံးမှုတွေကိုဖြိုပြနိုင်ခြင်းမရှိနေပြင်ခိုင်မာတဲ့ခိုင်မာအောင်အင်္ဂရီလောင်းပေးနေကြတာဖြစ်တယ်ဆိုတာကိုလူကပြောင်းသွားတယ်၎င်းတို့ရဲ့အသိဉာဏ်ကလက်မခံနိုင်ဖြစ်နေကြစေ။အမေရိကန်နိုင်ငံသားရင်းဝင်ကြီးဟီလာရီကလင်တန်မြန်မာနိုင်ငံကိုအလဲပတ်လာရောက်ဖို့အမေရိကန်ဘက်မှစကတ်ဦးတန်းလာခဲ့တာကိုအဲ့ဒီတုန်းကဦးသိန်းစိန်ရဲ့ဝန်ထမ်းမောင်လွင်တို့ကငန်းငန်းတက်လူလာနေ ခဲ့ကြပြီးမယ်ဒေါအောင်ဆန်းစုကြည်ရဲ့အတည်ပြုချက်ကိုအမေရိကန်ယာရှိတွေကကိုရိုင်းကိုကြသွားရောက်တောင်းခံခဲ့ပါတယ်။သူမရဲ့သဘောတူညီချက်ယာရှိခဲ့ပြီလို့ပြန်လည်တင်ပြချက်ကိုသမ္မတဥဘာမကလက်မခံသေးပဲ။ သူကိုယ်တိုင်မေးမယ်လို့ဆိုပြီးဂျာကနာကိုအာရှပစိဘိတ်ထိပ်သီးအစီဝေးတက်ရောက်ဖို့အတွာ Air Force 1လေယာဉ်ကြီးပေါ်မှာသူမရဲ့ခီးစဉ်ပေါ်သဘောထားကိုဖုံးဆက်မိမြန်ပြီးတည်ကြပြီးဆိုမှနောက်တနေ့အစီဝေးမှာနိုင်ငံတိုင်းဝင်ကြီးရဲ့ခီးစဉ်ကိုတရားဝင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။2019အောက်တိုဘာလမှာစစ်တပ်ရဲ့စနစ်တကျအကွက်ချခြင်းအစီပြီးရခိုင်ပြည်နယ်အတွင်းရိုဟင်ဂျာလူနည်းစုတွေကိုဂျီနိုဆိုက်ကောလူမျိုးတုံးတပ်ဖြတ်မှုကြီးကျူးလွန်လာခဲ့တယ်။အဲ့ဒီကျူးလွန်မှုကြီးကိုဝေဖန်ပစ်တင်ရှုံချခြင်းမပြုရကောင်းလို့ဝေဖန်မှုတွေစတင်ထွက်ပေါ်လာခဲ့တယ်။စစ်တပ်မှသူမကိုနိုင်ငံရေးအကြက်တဲကြီး စတင်ဖန်တီးလာပြီဆိုတာကိုရိပ်ဆားမိပါတယ်သူတို့ကိုတရားပေါင်းရှုတ်ချခြင်းဖြင့်သူမကို Darling of the Muslim ဖြင့်ရအောင်တွန်းဖို့ကထိတ်တန့်ရင်ဆိုင်ရေးလမ်းစဉ်ဖြင့်သွားမယ်မွတ်စလင်များဘက်မှကာကွယ်ပြောဆိုတဲ့အတွက်မြန်မာလူလူရေးစွန့်ပယ်ခြင်းခံရပြီး2020ရွေးကောက်ပွဲမှာခွက်ခွက်လန်ရှုံးသွားမယ်လို့အကွက်ချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူမက52တန်းသောပြည်သူများအကျိုးအတွက်ဒီထောင်ချောက်ကိုကောင်းစွာရှောင်ရှားနိုင်ခဲ့ပြီးသူတို့ဘက်မှပဲနိုင်ငံတကာတရားရုံးတွေကိုတွားရောက်ပြီးရှောင်လဲချက်ပေးပြီးမှန်းချက်နဲ့နန်းထွက်မကိုက်ဖြစ်သွားခဲ့ရတယ်။၎င်းနဲ့အတူသူမရဲ့ကမ္ဘာလည်မ ှာရွှေရောင်တောက်နေတဲ့နေရည်များကုန်ဆုံးသွားခဲ့ပါတယ်။ဒီဖြစ်ပျက်ကိုတည်တည်ကျဲနေနိုင်ငံတွင်တည်ငြိမ်ရေးကိုရှေးရှုကထပ်မံအနစ်နာခံပေးခဲ့ပြန်ပါတယ်။၎င်းတို့ထင်သလိုဖြစ်မလာလို့နောက်ဆုံးနီးလန်းဖြစ်တဲ့အာနာသိန်းလန်းစင်ကိုမျက်နှာပြောင်တိုက်ပြီးရွေးချယ်ခင်ရခြင်းဖြစ်ပါတယ်။အဲ့ဒီအတွက်စီအိုစုကလည်းပြည်ရင်းပြည်ပလူတကာရှိတဲ့တွေးခွက်မှာပက်လက်မျောနေတဲ့ဘဝနဲ့အသက်ရှင်နေကြတဲ့သူတွေဖြစ်လာပါတယ်။ လမ်းစဉ်ပါတီအစိုးရကိုပါတီစုံရွေးကောက်ပွဲကြီးကျင်းပနိုင်ဖို့လွတ်လပ်တဲ့အတိုင်ပင်ခံကော်မတီကိုဖွဲ့စည်းပေးဖို့အိတ်ဖွင့်ပေးစာပေးပို့လိုက်ခြင်းဖြင့်မြန်မာနိုင်ငံရဲ့ဇက်ခုံပေါ်ကိုတက်ရောက်လာခဲ့တဲ့အချိန်ကစပြီးအဲ့ဒီမျိုးသမီးကြီးကိုအခုချိန်ထိတိုင်းနဲ့ လူမျိုးပေါ်တစ္ဆာဖောက်ခဲ့ခြင်းမရှိုံသာမကကိုကျင်တရားအရာလည်းမြူတမရပင်အဖြစ်ပြောခံခဲ့ရခြင်းမရှိပါဘူး။သူမမိခင်ကြီးရဲ့ဇာပနာမှာကျမရဲ့ဖခင်နဲ့မိခင်ကတိုင်းပြည်အတွက်အသက်သေးတဲ့အထိအလုတ်ကျွေးပြူသွားခဲ့ပြီးကျမလည်းဒီတိုင်းပဲခံယူသွားမယ်လို့ကြေညာခဲ့ပါတယ်။ဖခင်ကြီးကသူမရဲ့နှစ်နှစ်မြောက်မွေးနေ့အပြီးတလားတီတီအကြာမှာသွေးအိုင်ထဲမှာအသက်ဆုံးသွားခဲ့ရတဲ့ရန်ကုန်စစ်မှုတပ်ကတော်ကြောင်းဝင်းတို့စစ်ရဲများကျူးကျော်ဝင်ရောက်ပြစ်ခတ်ခြင်းကြောင့်ចောင်းသားကိုဖုံးမော်ကြာဆုံးခဲ့ရမှုနဲ့အတူမြန်မာပြည်ရဲ့စတင်လာခဲ့တဲ့ဒုတိယမြောက်လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲကြီးကိုရှေ့တန်းမှာဦး ဆောင်ခဲ့သူဒီခီးချမ်းကြီးတလျှောက်တိုင်းသူပြည်သားအပေါင်းရဲ့လွတ်မြောက်ရေးနဲ့ဂုဏ်သိက္ခာအတွက်ရုန်းကန်လှူရှားခဲ့တဲ့အတွက်ကမ္ဘာမြင့်ဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုကိုပေးအပ်ခြင်းမြင်ခံခဲ့ရသူအသက်ဘေးမှာနှစ်ကြိမ်တည်တည်ပုတ်ခါတင်ခါလွတ်မြောက်ခဲ့သူပြည်သူတို့ရဲ့အားကိုးရာချစ်ခင်ရာနှလုံးသားဖြစ်ခဲ့ရသူဂျိုဟန်နက်ဘတ်မှာဘက်ကင်ဟန်နန်တော့ ယူနိုအေရစ်မှာတိုချိုကန်တီအထိကမ္ဘာကောင်းဆောင်တွေရဲ့လေးစားချစ်ခင်မှုကိုခံခဲ့ရပါတယ်။ဖြောင်းမတ်တီဂျီယိုသားမှုနဲ့ဂုံတိတ်ခါရှိရဲ့နိုင်ငံကြီးရဲ့ပြရုပ်တွေကြောင့်အယူအဆရှိနှောင်ဖြစ်ခဲ့ရပြီးရန်လူခဲ့တဲ့တရုတ်ကွန်မြူနတီပါတီမှဥညွတ်ခဲ့ရသူအနီလူသားမဟာကြီးရဲ့အသက်80ပြည့်မွေးနေ့မှာကျမ်းမာချမ်းသာစေကြောင်းဆုမကောင်းတောင်းပါတယ်။1997ဇူလိုင်လ10ရက်နေ့မှာပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်း Starbomb မှာကျင်းပတဲ့ဥရောပပါလီမန်မှာပေးအပ်တဲ့ ဆာကာရော့ဖ်စုချင်းမြင့်တဲ့အခမ်းအနားမှာအဆိုပါလူသားမဟာကြီးရေးသားထားတဲ့ Freedom from Fair ကြီးညာစာရန်ကို ထုတ်ပြန်ခဲ့ပါတယ်။စံပြူရမယ့်တော်လိုင်းဆိုတာနိုင်ငံတကာနိုင်ငံရဲ့ဒုတက်ရဒုတက်ကြောင့်လမ်းကြောင်းကိုဖော်ဆောင်ဖို့လိုအပ်တယ်ဆိုတဲ့အသွေးတဲ့အသားတွေကလာတဲ့ခံယူချက်ကပေါက်ဖွာလာတာ။အဖွဲ့အစည်းတစ်ခုအစိုးရအဖွဲ့ရဲ့မူဝါဒတွေကိုပြောင်းလဲဖို့လောက်ရှိရတဲ့တော်လိုင်းမျိုးဟာအစစ်မှန်အောင်ပွဲရဖို့အခွင့်အလမ်းသိမ့်မရှိလာဘူး။ဘာဖြစ်လို့လဲဆိုတော့စနစ်ဟောင်းရဲ့မတရားမှုတွေကိုဖန်တီးတဲ့အင်အားစုတွေကဆက်လက်ပြီးရှင်းတန်းနေဦးမှာဖြစ်လို့ပြုပြင်ပြောင်းလဲရင်းနဲ့အသွင်သစ်ဖော်ဆောင်ရေးကိုအမြဲတမ်းလိုချိန်ချောက်ခံရမှာဖြစ်တဲ့။ ဒါကြောင့်လွတ်လပ်ရေးဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးလောက်တောင်းဆိုနေုံနဲ့မပြီးသေးပါဘူးအကျင့်ပြက်လက်စားမှုမကောင်းတဲ့စိတ်ဓာတ်အတွေးခေါ်ပညာမဲမှုအကြောက်တရားတွေအလုံးကိုတွန်းလှန်ပြီးရေရှည်တည်တတ်မဲ့အမှန်တရားပေါ်ထွက်ဖို့အတွက်တစိတ်တဲ့တဝန်းနဲ့ခိုင်မာတဲ့တန်ိဋ္ဌန်နဲ့ဒီတိုက်ပွဲကိုဆင်နွှဲသွားဖို့လိုတယ်လွန်ခဲ့တဲ့34နှစ်ကရှိခဲ့တာပါပြည်သူများဖို့ကလူမဆန်အောင်ရက်ဆက်တန်းကျုံလာတဲ့အာနာရှင်စနစ်အောက်မှာမိမိတို့ကြောကောက်အောင်ခံခဲ့ကြတဲ့ဘဝမျိုးသားသမီးများခံစားကြမဲ့အရေးကိုတင်မလောက်ကြောင်းရွံ့နေကြပြီဖြစ်ပြီးဆက်လက်ရုန်းကန်တိုက်ပွဲဝင်ကြမှာသာဖြစ်တဲ့ဒီရေးကိုမိမိ ိတို့ရခင်တိုင်းအစားနေချောင်ဖို့ပိတ်ပင်ဖို့စူးစမ်းနေရဆိုတဲ့လူရန်းစားတွေကိုလည်းရှမ်းသူအဖြစ်သတ်မှတ်ဖို့ဝင်လေးကြမှာမဟုတ်လို့ရှင်းသားထားတာဖြစ်ပါတယ်။ ဆက်လက်ပြီးလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပြီးမြန်မာပြည်ကိုဦးဆောင်နိုင်ပါစေကြောင်း TNL ဘိုးချုပ်တာဖုံးကျော်ဝင်းနီစုတောင်းစကားဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပြီးမြန်မာပြည်ကိုပြန်လည်ဦးဆောင်နိုင်ပါစေကြောင်းတောင်းတမတော် TNL ဘိုးချုပ်တာဖုံးကျော်ကဝင်းနီစုတောင်းစကားဆိုလိုက်ပါတယ်။ဇွန်လ16ရက်မှာကြာရောက်တဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်ဝင်းနီမှာ TNL ကဘိုးချုပ်တာဖုံးကျော်ကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေစူတောင်းစကားပြောဆိုလိုက်တာပါလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာရှမ်းပြည်အခြေဆိုင်တိုင်းရင်းသားတော်လိုင်းတက်ကောင်းဆောင်တအုပ်ကချစ်ကြည်လေးစားစွာနဲ့စူတောင်းစကားပြောကြားလိုက်တာဖြစ်ပါတယ်ဘိုးချုပ်တာပုံကျော်က Happy Birthday ဒေါအောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်နိုင်ပါစေမြန်မာနိုင်ငံကိုအမြန်ဆုံးဦးဆောင်နိုင်ပါစေလို့ပြောကြားခဲ့တယ်လို့ Happy Birthday ဒေါအောင်ဆန်းစုကြည် Be healthy and lead our country တာပုံကျော် GSPSLFDNL လို့ရေးသားဖော်ပြထားပါတယ် တောင်တမရော DNL ကဆရာနာရှင်တော်လိုင်းမှာအရေးပါတဲ့2019ခုနှစ်စစ်စင်ရေးမှာပါဝင်တိုက်ခိုက်ခဲ့ပြီးဖီးယားမျိုးစုံရှိနေတဲ့ကြားကလက်ရှိအချိန်ထိစစ်ကောင်စီပြုတ်ကျရေးတော်လန်နေစေတိုင်းသားတော်လိုင်းတပ်ဖွဲ့တပ်ဖွဲ့ဖြစ်တယ်လို့ရှင်းတာထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။